ခြေထောက်မှာသူ့မျက်နှာပုံတက်တူးထိုးတဲ့ပရိသတ်ကိုမထင်ထားတဲ့စကလုံးတွေနဲ့တုတ်ပြန်လိုက်တဲ့မမောင်လွင်ပရိသတ်များအလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကြွဆလိုက်ပါတယ်မမောင်လွင်ဆိုတာနဲ့မန်ယူလိုအသင်းကြီးကိုအမှောက်သိမ့်နိုင်ခဲ့တဲ့ဘောလုံးသမားဆိုတာကိုအားလုံးကသိကြပါတယ် မန်ယူလိုအသင်းကိုနိုင်အောင်ကန်နိုင်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးသောဘောလုံးကစားသမားလည်းဖြစ်တာပါ။မမောင်လွင်ဟာ2024ခုနှစ်နှစ်ကုန်ကနေ့ပိုင်းမှာပရိသတ်တွေကိုပြန်လည်ဆဲဆိုခဲ့လို့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါသေးတယ်။ဆုံးကစားခဲ့တဲ့ပွဲဟာရှုံးနေခဲ့တာကြောင့်ပရိသတ်တွေကမမောင်လွင်ကိုလှောင်ပြောင်ခဲ့တာပါ။ဘောလုံးပွဲရှုံးနေတာကြောင့်စိတ်တိုးဒေါသထွက်နေတဲ့မမောင်လွင်ဟာပရိသတ်တွေကိုလက်ခလဲပြန်ထောင်ပြခဲ့တာပါ။ဒီလိုအဖြစ်မှုတွေရှိခဲ့ပေမဲ့လည်းမန်ယူအသင်းကိုအနိုင်ယူနိုင်ခဲ့တာကြောင့်ပရိသတ်တွေကလည်းပြန်လည်အားပေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းတချို့သောပရိသတ်တွေကတော့သူရဲ့လုံရက်ကြောင့် မပေးချတာတွေ့လည်းရှိပါတယ်။မန်ယူကိုဂိုသွင်းအနိုင်ယူနိုင်ခဲ့တာကြောင့်မမောင်လင်ကိုချစ်တဲ့ပရိသတ်တူကတော့သူ့ရဲ့ခြေထောက်မှာမမောင်လင်ရဲ့ပုံကိုတက်တူးထုတ်ခဲ့ပါတယ်။အများစုကတော့ခြေထောက်မှာလူရဲ့ပုံတို့မျက်နှာတို့ကိုတက်တူးထုတ်မကောင်းဘူးလို့ယူဆထားကြတာပါ။ဒါဟာလူတယောက်ရဲ့ဖုံးကံကိုနှိမ်ပါသွားစေတယ်လို့ယုံကြည်ထားကြလို့ပါ။ ဒါပေမဲ့လည်းမမောင်လွင်ကတော့ဒါကိုမထင်မှတ်ထားတဲ့နည်းနဲ့တုတ်ပြန်ခဲ့ပါတယ်။သူကလည်း surprise ဖြစ်သွားစေခဲ့တဲ့အပြင်အတော်လေးလဲဝမ်းသာသွားခဲ့တာပါ။ AI တွေကနေ့စဉ်လူမှုဘဝမှာအသုံးပြုနေကြပြီဖြစ်သလုံးတက်တူးကိုမြင်မြင်ချင်းမှလည်း AI နဲ့ပဲပြုလုပ်ထားခဲ့တယ်လို့ထင်ခဲ့တာပေါ့ခြေထောက်မှာသူ့ရဲ့ပုံကိုတက်တူးထိုးတာကိုတောင်ကျေးဇူးတင်နေပြီးအပြစ်တစုံတရာပြောဆိုခြင်းမပြုဘဲလက်ခံခဲ့ပါတယ် နိုင်ငံသားမှလည်းသူတို့အားပေးတဲ့ကစားသမားရဲ့ပုံကိုတက်တူးထိုးချတာကြောင့်သူစိတ်ထဲမှာလည်းဘာမှမရှိပါဘူးဆိုပြီးပြန်လဲဖြေချခဲ့တာပေါ့သူပုံကိုရေးဆွဲပေးခဲ့တဲ့တက်တူးအာတစ်စ်နဲ့ရေးဆွဲခဲ့တဲ့ညီလေးကိုလည်းကျေးဇူးတင်နေပြီးတော့လက်ရတော်တော်လှရလို့တောင်ချီးကျူးနေပါသေးတယ်သူပုံကိုတက်တူးရေးထိုးခဲ့တယ်လို့တိတိချင်းမှအရန်ကိုအန်အောသွားခဲ့ပြီးတော့သူ့ကိုချစ်နေသေးတဲ့သူတွေရှိနေသေးပါလားဆိုပြီးပြောနေခဲ့တာပေါ့တက်တူးထွန်းတာဟာတရားပါဖြစ်လို့အတိုင်းမသိဝမ်းသာနေပြီးအတိမတ်လည်းပြုတ်ပေးခဲ့ပါတယ်နိုင်ငံသားမှဆိုရင်တော့ခြေထောက်မှာလူတွေရဲ့ပုံကိုတက်တူးရေးထိုးတာက ထူးဆန်းမဟုတ်ပေမယ့်မြန်မာနိုင်ငံမှာတော့ခြေထောက်မှာတက်တွေးထွက်တာဟာတဖက်လူကိုနိုင်ကြစေတယ်လို့ယူဆထားကြပါတယ်။မမောင်လွင်ဟာမန်ယူအသင်းကိုအနိုင်ယူနိုင်ခဲ့တာကြောင့်မြန်မာနိုင်ငံဘောလုံးအသင်းဥက္ကဋ္ဌဖြစ်တဲ့ဦးစောဆောင်ကိုပြေဖြိုးတေစားတို့ကလည်းစွတ်ချင်းမြင်ခဲ့ကြပါတယ်။အသင်းပိုင်ရှင်ကလည်းစွတ်ချင်းမြင်ခဲ့ပြီးတော့ဒီထက်မကကြိုးစားသွားမယ်လို့လည်းပြောထားပါသေးတယ်။ ရရှိတဲ့စုချင်းငွေတွေကိုလည်းမိခင်ဖြစ်သူထံကြော့ခဲ့ပါတယ်ပြီးတော့လည်းသူအားချရတဲ့ကစားသမားရဲ့အင်ဂျီကိုလည်းလက်ဆောင်ရခဲ့သေးတာပါဒီလိုအနိုင်ရခဲ့တာကြောင့်ဘာမှလည်းမမျှော်လင့်ထားတဲ့အပြင်အတိမတ်ပြုတ်ပေးတာကိုတော့ကျေးဇူးတင်နေခဲ့ပါသေးတယ်အဖွဲ့ချုပ်ကလည်းအတိမတ်ပြုတ်ခဲ့တာကြောင့်အရန်ကိုဝမ်းသာဂုဏ်ယူနေခဲ့တာပါ ီလိုဖြစ်လာမယ်လို့လည်းမထင်ထားခဲ့တာကြောင့်ပျော်စရာတွေကဇက်တိုက်ဇက်တိုက်ဖြစ်နေခဲ့ပါတယ်။သူ့ကိုအားပေးတဲ့ဘေးသက်တွေကိုလည်းကျေးဇူးတင်နေပြီးတော့သူ့ကိုအားကြတဲ့ကစားသမားလက်သက်လေးတွေကိုလည်းနေရာတစ်ခုရောက်စေခြင်းနဲ့ဆန္ဒလည်းရှိပါတယ်။ဘေးသက်တို့အနေနဲ့ရောမမလွင်တယောက်ရှစ်ချောက်ကနိုင်ပွဲတွေဆက်ယူသွားနိုင်အောင်မလားဆိုတာခမမခံမပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အခုဗီဒီယိုကိုချိနေတဲ့သူတွေထဲမှာရောမမလွင်နဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုခုကိုတက်တူးထိုးထားတဲ့သူတွေများရှိနေသေးလားနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ